ဘဝဆိုတာဟာဘယ်ဘဝမှမတည်မြဲဘူးရထားတဲ့အရာတွေအလုံးဟာစိတ်နဲ့ဆရာမကောင်းလို့ဒုက္ခလို့ခေါ်တယ်။ဘုန်းကြီးတို့တွေခုပါရထားတော့ဆိုခန္ဓာ၅ပါးရထားတယ်။အဲ့ဒီရထားတဲ့ခန္ဓာ၅ပါးဟာစိတ်နဲ့ဆရာမကောင်းဘူး။ဖြစ်မှုပြက်မှုတွေအများအားနှိမ့်ဆက်နေတာဖြစ်သောကြောင့်ဒုက္ခအဲ့ဒီဒုက္ခဘာကြောင့်ရတာတုံးဆိုရင်လူချင်းနဲ့တဏှာကြောင့်ရတာဖြစ်လို့တဏှာကဒုက္ခတပူရိယ အဲ့ဒီဒုက္ခတွေကဘယ်မှာငြိမ့်တယ်လဲဆိုရင်နိဗ္ဗာန်ကျမှာငြိမ့်တာဖြစ်လို့နိဗ္ဗာန်သည်ဒုက္ခနိရောဓအဲ့ဒီငြိမ့်တာဟာသူ့အတူငြိမ့်တာလားလို့ဆိုမဟုတ်ဘူးမဂ္ဂင်၈ပါးအရှင်တရားလို့ဆိုတယ်တမာဒိဋ္ဌိတမာသင်္ကပ္ပစတဲ့မစ္စည်းမပฏิဝရအကျင့်ကိုရှင်းမှသာလင်တဏှာကိုဖယ်ဖြက်ပယ်ဖြတ်ပြီးတော့အဲ့ဒီဒုက္ခနိရောဓဆိုတဲ့ဆင်းရဲဒုက္ခအချုပ်ငြိမ့်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ မြတ်စွာဘုရားက နေမိမင်းရဲ့ဇတ်တော်ကိုပေါင်းပြီးသစ္စာလေးပါးကိုဟောကြားဆုံးမတော်မူခဲ့တာဖြစ်ပါတယ်